မင်္ဂလာပါရှင်ဗုဒ္ဓသာသမီများဥသာသမီများအတွက်29ရက်နေ့ကနေပြီးတော့9လပိုင်း3ရက်နေ့အထိတပတ်စာ hostel ဟိုရီမှာဖြစ်ပါတယ်ဒီကာလမှာဗုဒ္ဓသာသမီများဥသာသမီများမိတို့အတွက်အနည်းငယ်စိတ်ပျော်ရွှင်စရာလေးတွေနဲ့ဖြတ်တန်းဖြတ်ကျော်ရမယ့်ကာလလို့ပြောလို့ရတယ်အဲ့တော့အစသားရရအစဉ်ပြေနေရမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကိုကိုတိုင်းကိုယ့်ဘာကိုပျော်ရွှင်အောင်တန်ဆပြီးတော့ ဖက်တန်းဖက်ကြော်နေရတာမျိုးပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စတင်အသက်စတင်ခြင်းဆိုတဲ့အရာလေးတွေမှာကောင်းမှုခြင်းနဲ့ဖက်တန်းရတဲ့အဲ့တော့အဖက်ဖက်ကနေပြီးတော့လုပ်ငန်းပိုင်းဆိုင်ရာမှာအကူအညီထောက်ပံ့ပေးတာမိသားစုတွေရဲ့ချစ်ခင်မှုကိုရရှိတာအထက်လူကြီးရဲ့ကူညီမှုကိုရရှိတာမျိုးလေးတွေနဲ့သွားတဲ့ဒီကာလမှာ ရုတ်တရက်ရာထူးတက်သွားတာဒါမှတခုရှိတယ်မနိုင်ဝင်ထမ်းရတဲ့ကဲ့သို့မိမိမှာဝင်တော့ဝင်မှုပြိနေတဲ့ အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီဒါမတစ်ခုရှိတာကအဲတိုးတက်မှုအဆင်ပြေမှုလေးနဲ့ဖြစ်ကြွားလိမ့်မယ်ဖြစ်တန်းအားလိမ့်မယ်မိမိကိုလူချင်းလူခင်ပေါများနေတတ်တယ်အခက်ခဲတွေ့လာပြီဆိုရင်ရောမှကိုညီမဲ့သူပေါများတတ်တယ်အဆင်ပြေတတ်တယ်ပေါ့နော်အဲ့တော့ရှားပါတဲ့အရာကိုပြောပါဆိုလို့ရှိရင်ငွေကြေးပိုင်းရှားပါပါလေငွေချင်းနဲ့ပတ်သက်တဲ့ ်အဆင်မပြေလောက်ကုန်ကြလောက်မျိုးတော့မဟုတ်ဘူးဒါပေမဲ့ဝင်လာဖို့ကလည်းကံတရားအကြည့်မစိုးအနှဲနေတတယ်ငွေကြေးဝင်မှုကအနှဲနေတတယ်ထို့သူပဲထွက်ဖို့လည်းဒီလောက်ကြီးမရှိဘူးအဲ့တော့ကြီးမားတဲ့ပြဿနာမရှိတတ်ဘူးပေါ့နော်ငွေကြေးကြောင့်အဲ့တော့ညံတဲ့အချက်ကိုပြောပါဆိုလို့ရှိရင်တော့အခြေအိမ်တော်ကြီးအခြေအိမ်တော်ကြီးကန့်အားညံ့ပါတယ်အဲ့တော့အနာနီးရက်နဲ့ဝေးနေတယ်လို့မျိုးရုပ်တရက်ဒီအဆင်ပြေနေပါရက်နဲ့ အဲအချောင်းဟာလေးတကူကနေစပြီးတော့ပောက်ကွဲသွားလိုက်တာမိသားစုတွေပါပြုတ်ကွဲသွားတဲ့အဲ့တော့အချင်းရဲ့အိမ်တော်ရဲ့ကံအားကိုတတ်နိုင်သမျှထိမ့်သိမ့်မိသွားမယ်ကာလာလို့ပြောရလိမ့်မယ်ပြဿနာကြီးငယ်ရှိနေရင်နောက်မှဖြစ်နိုင်မျိုးတိတ်ထားကောင်းတယ်လို့ပြောရမယ်ဘာလို့လဲဆိုတော့ဖွင့်ချလိုက်လို့မရသေးဘူးဖွင့်ချလိုက်လို့ရှိရင်အချောင်းမျိုးကြောင့်တက်ဆဲသွားတဲ့အဲ့လိုမျိုးပေါ့နော်အဲ့တော့အချင်းရဲ့အိမ်တော်ရဲ့ကံအားနဲ့ပတ်သက်ပြီးတတိထက်ထားပြီးထိမ့်ရပါလိမ့်မယ် တော့ကျမိုင်နဲ့ပတ်သက်ပြီးရောတဲ့ဒီကာလမှာကျမိုင်နဲ့ပတ်သက်ပြီးရောအရန်အစိုးရမရှိဘူးဒါပေမဲ့ညံ့တော့ညံ့တယ်ခါနာတာရုတ်တရက်ခါနာတာမျိုးဖြစ်တတ်တယ်ဒုံးနာခါနာဖြစ်တတ်တယ်ပြီးတော့နောက်တစ်ခါဒီအဒီကတော့သွေးအားနေတာတို့မို့သွေးသားနဲ့ပတ်သက်သွေးတိုးနေတာအဲ့လိုမျိုးလေးတတိသားစီကျင်ပါတယ်ဆိုရင်စီအောင်မျိုးတော့မဟုတ်ဘူးမဲ့လေလို့ကျမိုင်နဲ့ပတ်သက်ပြီးအနှင်းငယ်ညံ့တဲ့ကာလမျိုးပြောရပါလိမ့်မယ်နော် အဲ့တော့ဒီကာလမှာစိတ်လိုက်မှန်ပါ လုံးရင်မိမိကံအညံ့တယ်အဲ့တော့ဒီကိုယ့်ရဲ့လုံအောင်အဆအဆအဆအရာမိသားစုရေးရာကိစ္စတွေရာအဆဒီတပတ်သူရဲ့ပြောထားသမျှကိုဣတီမင်းနားထောင်မှသာလေအစဉ်ပြေမဲ့ကာလမျိုးနည်းနည်းလေးအထွန်းတတနဲ့ပြဿနာကြီးမားမယ်အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ဒီပါတနာနဲ့ပတ်သက်ပြီးတော့ပေါ့အဲ့လိုမျိုးကာလမျိုးတော့ရှိတယ်စိတ်လိုက်မှမလုပ်တဲ့ကိစ္စတော်တော်များများမမှားရုံနေတတယ်အဲ့တော့ဒီကာလကတွေးအေးအေးခေါင်းအေးအေးနဲ့ စဉ်းစားပြီးချင့်ချိန်ပြီးတော့မှဒါလည်းသွားအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒီပြောမှဆိုလို့ရှိရင်ဒီကာလမှာအောင်မြင်မှုဆိုတဲ့အရာကိုလောကြီးစွာနဲ့လိုက်နေလို့မရဘူးငွေကြေးချမ်းသာမှုအောင်မြင်မှုအဆင်ပြေမှုဆိုတဲ့အရာကိုဒီလောလောပြီးတော့လိုက်လို့မရဘူးမရဘူးအဲ့တော့ဒီကာလမှာသွေးအေးအေးနဲ့တေးစစာစဉ်းစားချင်းချင်းပြီးတော့မှသွားမှတာလေမိမိရဲ့ကံအထောက်ပံ့ကောင်းရရှိစေနိုင်တယ်အဲ့တော့ကံကြမ္မာအားနဲ့ချင်းမဲ့ဆိုရင်တော့ကောင်းတဲ့ကာလမျိုးတော့မဟုတ်ဘူး အရင်မစိုးနေတော့ညံ့တော့ညံ့တယ်အဲ့တော့ဒီကလာမမမီးရဲ့ကံအားနဲ့ပတ်သက်ပြီးတော့ပုံမကောင်းမွာလှုပ်ဆောင်တင်းနဲ့ရှယ်ရီယာကတော့ပန်းဒီမြစွာဘုရားရှင်ကိုပန်းဒီနှလုံးထူတန်းနဲ့ကုသိုလ်ကောင်းမှုလုပ်ပေးပါနောက်တစ်ခါကျတော့ဆင်းရဲနွမ်းပါသူတွေကိုမိမိတို့မှာရှိတဲ့အဝေးစားတွေပေကန်းဆွတ်တဲစရာတွေပေါ့နော်စာဝတ်နေရေးအဲလိုအပ်နေသူတွေကိုနိုင်တည်၍ လှူဒန်းတဲ့ကုသိုလ်လေးပြုလုပ်ပေးပါအဲ့ဒါမိမိတို့ရဲ့ကံရဲ့ပျို့လဲပစ္စည်းမဲ့ကံတွေကိုထောက်ပံ့ကောင်းရရှိနိုင်မယ်ပေါ့နော်အဲ့တော့ဆွေနှမသူတွေဒုက္ခရောက်နေသူကိုပေးဝေငါခြင်းအဲမေတ္တာတွေပေးဝေငါခြင်းအဲဖျားရှိကိုမေတ္တာပို့အဲ့ဒါမျိုးလေးနဲ့သွားပေးပါမိမိရဲ့ကံအထိုင်းလျောက်ကောင်းလာပါလိမ့်မယ်အဲ့တော့ဘုရုသဘိယာတို့မြတ်အားလုံးအေဂျင်တာပျော်ရွှင်သောဘွားလေးပန်ဆန်နေကြပါစေရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်